မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နီလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ share video မှာဒီ power key ပေါ့နော်သင်ပေးထားတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်ဒီ power key ယူရည်နီးနောက်ထပ်20တမျိုးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပေါ့နော်ကျွန်တော်ပြန်လည်မြောက်တက်မှာဖြစ်ပါတယ်ဒီ6ရှောင်းနေ့တပင်ကနေစပြီးတော့ပြပြသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay တွေ့ရ20ကဒီ6ကိုပေါ့နော်3ချိန်ပေါင်းမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်တို့ဒီတုံညပေါ့နော်ဒီတုံညမှာတကြိမ်ပေါင်းလာမှာဖြစ်ပါတယ်ပြီးရင်တင်းနဲ့ကိုးနဲ့မှာတကြိမ်စီကိုးနဲ့သုံးနဲ့မှာတကြိမ်စီကိုနောက်ထပ်အနေနဲ့ရှင်းနဲ့ထပ်ပေါင်းရတာဖြစ်တဲ့ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်အတူတူပေါင်းကြည့်မယ်ပေါ့နော်ဒီ၈၃လေးက90နဲ့၄ဖြစ်ပါတယ်ဒီ၃ညကတစ်ကြိမ်ဖြစ်ပါတယ်ဗောနော်တင်းနဲ့၉ဖောင်ရှင်းကလည်း၃၀ ပြန်ကို3ကစနစ်နင်းနဲ့၈ပေါင်း20ဖြစ်ပါတယ်ဆိုတော့အဲ့မှာလေးတလုံးပဲကြာမယ်ပေါ့နော်အဲ့ဒီလေးကိုကျွန်တော်ပါဝါယူရမှာဖြစ်ပါတယ်လေးရဲ့ပါဝါ9ဖြစ်တယ်ပေါ့နော်ဒီမှာယူလိုက်မယ်လေးကိုကီးမှာတုံညာလေးလေးပေါ့နော်20နံပါတ်10မှာကိုအခုပြလိုက်တဲ့20နံပါတ်2မှာကိုကျွန်တော်လေးကိုလေးကိုတူနေတယ်ပေါ့နော်လေးတလုံးအလေနဲ့အပိတ်ညာမှာရှားပြီးသွားတာဖြစ်ပါတယ်တုံညာလေးလေးဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ဒီတုံညာလေးလေးတပြန်လေးခုနယူတဲ့ညတန်ပဲကျွန်တော်ထပ်ပြီးယူပြပြီးတော့มาဖြစ်ပါတယ်ဒီ3ကို3ချိန်ပေါင်းမယ်ဗောနော်ပြီးရင်ဒီနှစ်မှာတစ်ချိန်6နဲ့3နဲ့3နဲ့ဒီနှစ်ကို7နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ဒါဆိုရင်ဒီ3က3ချိန်ဆိုတဲ့အတွက်ပေါင်းရှင်း900ရမယ်ဗောနော်ပြီးရင်ဒီနှစ်မှာတစ်ချိန်6နဲ့3ပေါင်းရှင်းက9 3နဲ့7ပေါင်းရှင်း4 4ကိုကျွန်တော်7နဲ့ထပ်ပေါင်းมาဖြစ်ပါတယ် ဒါဆိုရင်ခြေနှလုံး9နဲ့9ပေါင်းတာက16နင်းနဲ့ပေါင်းရင်လည်း16ပေါင်းရှင်းစနေရတယ်ပေါ့နော်။နှင်းရဲ့9ပေါင်းတာပေါ့နော်။နှင်းရဲ့ပါဝါ9ဆိုတဲ့အတွက်နှင်းခွန်ကီးဖြစ်ပါတယ်။ရှားပြီးသွားတာကနှင်းနှင်းခွန်ဆိုတဲ့အတွက်ကြောင့်မို့နှင်းတလုံးထိတ်စီးနေတဲ့အလဲထိုင်နေရမှာဖြစ်ပါတယ်။နှင်းခွန်နှင်းခွန်လေးကိုလေးကိုတူတယ်ပေါ့နော်။နောက်ထပ်ဒီ၈ကို၃ချိန်ထပ်ပေါင်းရမှာဖြစ်ပါတယ်။ပြီးရင်ချစ်မှာတစ်ချိန် ရှင်းနဲ့300နဲ့တစ်ကြိမ်၊၄နဲ့9ကြိမ်တစ်ကြိမ်စီကိုရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ရှင်းသုံးလီက94ပေါ့နော်၄ဘေးကြီးမှာဖြစ်ပါတယ်ပြီးရင်ဒီရှင်းနဲ့ထပ်ပေါင်းမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီအနောက်ကရှင်းနဲ့တုံညာနဲ့ပေါင်းရှင်းကရှင်းလေးနဲ့ခွန်ပေါင်းတာ73ရှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ရှင်းနဲ့ကြိမ်ပေါင်းရှင်း76ကိုလေးနဲ့ပေါင်းရင်90ရှင်းနဲ့တစ်ပေါင်းရှင်း900ရတဲ့အတွက်ကိုယ့်ရဲ့ဘာဝကလေးဆိုတဲ့အတွက်ဒီကိုလေးကိမှာရှင်းလေး၃ရှာပြီးသွားတယ်ပေါ့နော် ကိုလေးလေးကိုကြီးတူတယ်ပေါ့နော်လေးတလုံးအလဲထဲမြာကခြားပေးသွားတာဖြစ်ပါတယ် Okay ရှင်လေးတုံးတပြန်ကနေဒီ6ကို3ချိန်ပေါင်းမယ်ဒါ3ချိန်ပေါ့နော်ပြီးရင်1မှာ3ချိန်9နဲ့7နဲ့3ချိန်9လေးမှာ3ချိန်စီကိုရှင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်6 3ဒီဒီ78ဖြစ်ပါတယ်ဒီ1က3ချိန်9နဲ့7နဲ့က79 9လေးပေါင်းရှင်းက9ပြီးရင်ရှင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ် ဒါဆိုရင်ဒီကိုနဲ့တက်ပေါင်း38 85 98ပေါင်း73ဆိုတဲ့အတွက်ကြောင့်မို့၃ရက်ပါပါရှင်းရမှာဖြစ်ပါတယ်။ Okay 20နံပါတ်10မှာလဲ73 20နံပါတ်10မှာလဲ38ချပြီးတော့တာက863ဆိုတဲ့အတွက်ကီးနှလုံးစလုံးဖြစ်ပါတယ်ဗောနော်။ Okay ဒီနေ့အတိုင်းပဲဒီ39ခုခွန်ဆိုတဲ့အတွက်ကိုကို3ချိန်ပေါင်းမယ်ဒီတက်မှာတစ်ချိန်ရှင်းတဲ့တက်တဲ့တစ်ချိန်39မှာတစ်ချိန်စီကိုရှင်းတဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါဆိုရင်ကိုယ်က3ချိန်20ခွန်ဖြစ်ပါတယ်။ပြီးရင်နှစ်တစ်ကတစ်ကိုတစ်ချိန်ယူထားတယ်။ရှင်းနဲ့တစ်ပေါင်းရှင်းက9 3ကိုက7နှစ်ပြီးရင်ရှင်းနဲ့ထပ်ပေါင်းရတာပေါ့နော်။ဒါဆိုရင်နှစ်နဲ့ရှင်းနဲ့30တစ်ကို30 9တလုံးကြံတဲ့အတွက်9ရက်ပါဝါနှစ်ဖြစ်ပါတယ်။ခွန်နှစ်အထီးကြီးပေါ့နော်20နံပါတ်10မှာတော့3ည5ရက်ခွန်နှစ်ရက်ပေါ့နော်အဲ့ဒီမှာကျွန်တော်ခွန်နှစ်ကြီးကနှစ်တလုံးဒီ3ည5ထဲက3ည3လုံးနှစ်3ည8နှစ်3ည9ရှာပြီးသွားတယ်ပေါ့နော် ဒီ3ကို3ကြိမ်ပေါင်းမယ်ဒီ1မှာ2ကြိမ်ခွန်6မှာ2ကြိမ်9နဲ့ခွန်နဲ့မှာ2ကြိမ်စီကို၈နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဗောနော်ကို3 3 3ဒီက9ဖြစ်ပါတယ်ခင်ဗျာ1က2ကြိမ်ခွန်6က73 9ခွန်က76ကို၈နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ကို1 30 3နဲ့6ပေါင်းတာက9 9နဲ့6ပေါင်းရှင်းက9နဲ့7ပေါင်းတာ7ခွန်ဗောနော် ဒါဆိုရင်ခွန်နှစ်အထီကီနှစ်ခွန်အထီကီစီပြီးတူနေတယ်ပေါ့နော်ခွန်နှစ်တလုံးအလေထိုင်နေနေရာကနေခွန်ခွန်ကိုဖြစ်ပါတယ်နောက်ထပ်တပြန်အနေနဲ့ဒီ၃ညကို၃ချိန်ပေါင်းမယ်၃တချိန်၄၈တချိန်ခွန်ခွန်တချိန်စီကို၈နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်၃ညဒီ၃ပေါ့နော်ဒီမှာ၃တချိန်လေရှင်းပေါင်းတာကစနစ်ခွန်ခွန်က14ပြီးရင်ရှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။နှစ်ရှိက30 3လေးပေါင်းရှင်း900ရာတွေအတွက်ကြောင့်မို့ ခုနှစ်ရက်ပါဝါနေ့ဖြစ်ပါတယ်။ဆိုတော့3ည5ကီရခုနှစ်ကီရမှာကျွန်တော်ခုနှစ်ကီတာခုနှစ်တလုံးခြားပေးသွားတယ်ပေါ့နော်။3ည5ကီမှာ3ည3တလုံးခွန်3ညအတွဲခွန်3ည3ညဖြစ်ပါတယ်။ Okay ဒီခွန်3ည3ညတပင်ကနေနောက်ထပ်တပင်ကိုဆက်ပြီးလေ့လာကြည့်အောင်ဒီ5ကို3ချိန်ပါမယ်ဒီ1မှာ3ချိန်နင်းနဲ့လေးနဲ့မှတစ်ချိန်စီရှင်းနဲ့ငါးနဲ့မှတစ်ချိန်စီကိုရှင်းနဲ့ထပ်ပေါင်းမှဖြစ်ပါတယ် 9က3ချိန်ဆိုတဲ့အတွက်15ဒီတင်းနဲ့ထပ်ပေါင်းမယ်။နင်းနဲ့၄ပေါင်းချင်းက6ဖြစ်ပါတယ်။ဒီ၈နဲ့9ပေါင်းတာက73ကို၈နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အားဖြင့်9နဲ့7ပေါင်းချင်းဒီ6 6နဲ့6ပေါင်းတာက72ကို၈နဲ့ပေါင်းရင်30 3လုံးကြံမယ်ပေါ့နော်။3ရဲ့ပါမှာ8ဖြစ်ပါတယ်။အားကြောင့်မို့နိခွန်ရ3ချက်ရမှာ3ချက်ထက်က3တလုံး3ခွန်ခွန်3ထိပ်ပေါ့နော်3ခွန်တွဲ3ခွန်ခွန်ရှားပေးသွားတာဖြစ်ပါတယ် โอเคနောက်ထပ်တစ်ပြင်ဒီ6ကို6 4ခွန်ဆိုတဲ့အတွက်၄ကို3ချိန်ပေါင်းမယ်တုံများမှာတစ်ချိန်9နှစ်တုံများဒီကို6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်၄က3ချိန်ဆိုတဲ့အတွက်ပေါင်းရှင်းဆက်နေရမယ်ပေါ့နော်နှစ်ပေးကြည့်မယ်တုံများတစ်ချိန်9နှစ်ကခွန်တုံများနဲ့တိနဲ့ပကတိကို6နဲ့ထပ်ပေါင်းတော့နှစ်နဲ့6နဲ့နှစ်ပေါင်းတစ်ချိန်ခွန်တိပေါင်း8ရတဲ့အတွက်8ရပါပါ3 ၄9နဲ့83ရပါ၈64ဆိုပြီးခြာပြီးသွားတယ်ဗောနော်အဲ့ဒီ83တက်က8ဒီထိပ်စီးဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်ဒီ8 9သဘင်ကနေထပ်ပြီးတူတူလေ့လာကြည့်မယ်ဗောနော်ဒီတစ်ကို3ချိန်ပေါင်းပေးရမှာဖြစ်ပါတယ်လေးမှာတစ်ချိန်8တစ်ချိန်96တစ်ချိန်စီကို8နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်အားဖြင့်တစ်က3ချိန်ဆိုတဲ့အတွက်ပေါင်းရှင်း3ရမယ်ပေါ့နော်ပြီးရင်၄နဲ့ပေါင်းမယ် ရှင်းနဲ့တင်းနဲ့ပေါင်းတာကို9နဲ့6နဲ့ပေါင်းတာကစက်တိကို ရှင်းနဲ့ထပ်ပေါင်းတော့9 10 3 4 85ဆိုတဲ့အတွက်9ရဲ့ပါဝါသည်3ညဆိုတော့အဲ့ဒီ9 3ညကိမှာ9 6 3ဆိုတဲ့အတွက်9ဒီထိတ်စီးပေါ့နော်9 3တွဲ9 6 3ချာပြီးသွားတာဖြစ်ပါတယ် Okay 9 6 3ကနေထပ်ပြီးလေ့လာကြအောင်9က3ချိန်ထပ်ပေါင်းရမှာဖြစ်တယ်ပေါ့နော်ပြီးရင်ညမှာတစ်ချိန် ငါးခွန်တစ်ကြိမ်၊သုံးများကိုမှတစ်ကြိမ်စီကိုရှင်းနေထပ်ပေါင်းတော့ငါးသုံးဒီဒီ15ဖြစ်ပါလေ။နှစ်ကတစ်ကြိမ်။ငါးခွန်ပေါင်းရှင်းဒီ7ကိုသုံးများနဲ့ကိုပေါင်းကိုပြီးရင်ရှင်းနေထပ်ပေါင်းမှာဖြစ်ပါလေ။နှစ်နဲ့6ပေါင်းရှင်း30၊ငါးနဲ့နှစ်ပေါင်းခွန်၊ခွန်နဲ့ကိုပေါင်းရှင်း16ရတဲ့အတွက်ကြောင့်မို့6ရဲ့ပါဝါဒီတိဖြစ်ပါလေ။နှစ်ခွန်6တိကိမှာ68ခွန်ဆိုတဲ့အတွက်6တိပြီးဖြစ်ပါလေ။ โอเค6ชิ้นขวนก็นี่เจอดี6ก็3ใจทับป้องมาဖြစ်ပါတယ်6มา3ใจ7เนี่ย3ญา3ใจ6เนี่ย6เนี่ยก็7เนี่ยทับป้องมาဖြစ်ပါတယ်6 3ဒီဒီ78ရရတယ်ဗောနော်ရှင်းပြရေးမယ်6က3ကျိန်နောက်ထပ်ဒီ6က3ကျိန်ဗောနော်ရှင်းနဲ့3များနဲ့က 6နှစ်ကြိမ်ပေါင်းတာ7နှစ်ကို10နှစ်ထပ်ပေါင်းတော့ကျွန်တော်နေ့နဲ့10ပေါင်း10 10နဲ့10ပေါင်း16 6နှစ်ပေါင်းတာ7နှစ်ဆိုတဲ့အတွက်နေ့ရက်ပါပါ9နှစ်ဆိုတဲ့အတွက်နေ့ခွန်ဒီခွန်နေ့ကီးမှာနေ့နေ့ခွန်အပူရှာပေးသွားတယ်ပေါ့နော် Okay နေ့နေ့ခွန်တပြန်ကနေ3ရှင်းရှင်းရှာပေးသွားတယ်တပြန်ကိုလေ့လာကြည့်အောင်63ကြိမ်5တကြိမ်8လေးတကြိမ်63မြတ်တကြိမ်စီကို10နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ် 6က3ချိန်ဆိုတဲ့အတွက်ပေါင်းရှင်း78ရတာကိုရှင်းပေးကြည့်မယ်ငါတစ်ချိန်ခွန်၄က73 6နဲ့3များနဲ့ပေါင်းရှင်း6ကိုရှင်းနဲ့ထပ်ပေါင်းပေါ်မှာဖြစ်ပါတယ်။ဒါဆိုရင်9နဲ့3ပေါင်းရှင်း6 6နဲ့ပေါင်းတာ72ကိုရှင်းနဲ့ပေါင်းရင်20ဒီ8တလုံးကြံတဲ့အတွက်ရှိရပါမှာ38383တူတယ်ပေါ့နော်အဲဒီမှာ388ဆိုပြီးအပူအပြေးရှာပြီးသွားတာဖြစ်ပါတယ်တုံးထိပ်ပေါ့နော် โอเค388တပင်ကနေနောက်ထပ်3တုံများကိုရှာပြီးတော့တဲ့တပင်ကိုထပ်ပြီးလေ့လာကြအောင်ပါနော်โอเคကျွန်တော်တွင်နေအရာဒီနေတိ3388ဆိုတဲ့အတွက်ဒီတိကို3ချိန်ပေါ့မယ်တုံများရှောက်မှတစ်ချိန်6ခွန်တစ်ချိန်6နှစ်တစ်ချိန်စီကိုရှင်းနေထပ်ပေါင်းတော့ကျွန်တော်3ကတိက3ချိန်ဆိုတဲ့အတွက်3 6 6ခွန်က73 6နှစ်နေနဲ့ပေါင်းပေါင်းတာက6ကိုရှင်းနေထပ်ပေါင်းမှာဖြစ်ပါတယ် ။ဟုတ်ရှင်ကျွန်တော်ဒီမှာ33ပေါင်းချင်း6 6နဲ့ပေါင်းတာစနစ်8နဲ့ပေါင်းရင်နဲ့ရှင်းတဲ့လုံးကြံတဲ့အတွက်ရှင်းရပါပါ383ကီးပဲပေါ့နော်။3883ကီမှာ3တလုံး3 3များကို3ထိပ်ရှင်းချပေးသွားတာဖြစ်ပါတယ်။ Okay တစ်ဆယ်ကြိမ်အတွက်ဒီကီအရာပေါ့နော်ကျွန်တော်တနည်းအရာဒီ5ကို3ကြိမ်ပေါင်းမယ်9ပါတစ်ကြိမ်ကို65မှာတစ်ကြိမ်63တစ်ကြိမ်စီကို ရှင်းနေထပ်ပေါင်းတော့ဒီ5 3ဒီ15ရာမှာဖြစ်ပါတယ်။ ပြီးရင်9နှစ်နဲ့ထပ်ပေါင်းမယ်ပေါ့နော်9လျှောက်က15အလျှောက်လျှောက်9ပေါင်းတာ7ကို3တင်လေးရှင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်၄တင်95နဲ့ပေါင်းတဲ့6ခွန်း6က15ရာတဲ့အတွက်9ရပါဝါ3ညဆိုတဲ့အတွက်ကျွန်တော်9 5တုံညာတွေ့တော့မလားပေါ့နော်ဒီအခုပြလိုက်တဲ့ကီး9 5တုံညာအထီးကီးဒီကျွန်တော်ဒီဘက်မှာပြန်ပြီးလေ့လာကြည့်အောင်ပေါ့နော် ်နေတောင်များလေးလေးတပင်မှာတော့လေးရလေးပိုင်းနေရာမှာပါနည်းနည်းတိတပင်မှာကျတော့နိခွန်ကီးမှာနေကထိတ်စီနေရာပေါ့နော်နေကထိတ်စီနေရာမှာရှစ်လေးတောင်မှာတော့လေးကအနေထိုင်နေရာမှာပေါ့နော်ပြီးရင်ဒီရှင်းရှောင်းတုံးတပင်အနေစမယ်ပေါ့နော်ဒီမှာတုံးရှစ်ထက်ကရှစ်ထိတ်ခွန်နှစ်ထက်ကနှစ်ထိတ်နောက်ထပ်ခွန်နှစ်ထက်ကခွန်နှစ်ထိတ်ပေါ့နော်ခွန်ခွန်ကိုခွန်နှစ်ထက်ကခွန်ထိတ်ခွန်တုံးများတုံးများတုံးရှစ်ထက်ကတုံးထိတ်တုံးခွန်ခွန်ရှစ်တုံးထက်ကရှစ်ထိတ် ရှစ်ကိုလေ963689863ရှိရှိဆိုပြီးတော့ထိတ်စီးနေရမှာနေခြားပေးနေတာတွေ့ရတယ်ပေါ့နော်โอเคဒီဖက်စာမျက်နှာမှာလေကျွန်တော်3000 ATK ပေါ့နော်3000 ATK မှာ3တောင်များ9ဆိုပြီးတော့3ဒီထိတ်စီးနေရကခြားပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ9တုံများအထီးကြီးရလဲဖိစီညာမှာထပ်ပြီးခြားပြီးတော့မလားဆိုလေးစောင့်ကြည့်ရမယ်ပေါ့နော်။ Okay နောက်ထပ်တနည်းအနေနဲ့ကျွန်တော်ဒီ3009တုံများကနေ6965လင်းဒီနှစ်ပြင်ကိုမူတည်ပြီးတော့ အားလျှောက်သုံးတပင်ကိုလေ့လာကြည့်အောင်ခွန်နဲ့လေးပေါင်းရှင်းသည့်7တေကိုပါဝါယူတော့6တိချောအထီးကီမှာ963ရှာပေးသွားတယ်ပေါ့နော်ဒါကြောင့်မို့ဒီ6တလုံးကအလေထင်ညာကရှာပေးသွားတာဖြစ်ပါတယ်တိချောထဲက6တလုံး963ဖြစ်တယ်ပေါ့နော်တပန်ဒီ9နဲ့ဒီညနဲ့ထပ်ပေါင်းမှာဖြစ်တယ်ဗောနော်9နဲ့ညပေါင်းတော့ပေါင်းရှင်း7တိတ်ကိုပါဝါယူတော့တေးရပါဝါဒီ6မှာ68ခွန်ချပေးသွားတာဖြစ်ပါတယ် အိမ်မှာတော့6ဒီဒိတ်စီနေရာဖြစ်ပါတယ်။ရှောက်ကလုံး6ချောင်းခွန်း6ဒိတ်စီပါနော်။โอเคနောက်ထပ်တစ်ပြင်ဒီ6နဲ့ဒီ6နဲ့ပေါင်းတော့ပေါင်းရှင်းစနစ်ဖြစ်ပါတယ်။နေ့ရက်ပါဝါခုနှစ်မှာနေ့နဲ့ခွန်ချပေးသွားတယ်ပါနော်။နေ့နဲ့ခွန်ဆိုတဲ့အတွက်ဒီမှာဒီကိနလုံးအအပြင်းချပေးသွားတယ်ပါနော်။နေ့နဲ့ခွန်โอเคနောက်ထပ်တစ်ပြင် ဒီရှင်းနဲ့ငားနဲ့ပေါ့မယ်ဘာလို့မြင်းနဲ့ခွန်ရှင်းငားဆိုတဲ့အတွက်ရှင်းနဲ့ဒီငားနဲ့ပေါ့တာ73 3ရဲ့ပါပါရှိတုံးရှိကိမှာတုံးရှိရှိချပေးသွားတာဖြစ်ပါတယ်အဲ့မှာလည်းကိနှလုံးအပြီးဖြစ်ပါတယ်ခင်ဗျာတုံးရဲ့ရှင်းရဲ့တုံးရှိရှိကိနှလုံးအပြီးဖြစ်တယ်ဗောနော်โอเคနင်းနဲ့ခွန်ကနေတုံးရှိရှိဒီနှပြင်ဗောနော်နင်းနဲ့ရှောင်းနဲ့ကရှင်း ရှင်းရပါပါသည်3ဆိုတဲ့အတွက်ချက်တော့အထီးကိမှာ3 3 9ဆိုတဲ့အတွက်အထီးကိ3တလုံး ထိစီမြာကရှားပေးသွားတယ်ပေါ့နော်ဒီအနောက်ကကနန်းတလုံးတောင်ရှားပေးနေတာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ရှင်းတဲ့ခွန်ပေါင်း55 9ရပါပါ3ညဆိုတဲ့အတွက်3ညတလုံးပေးမှာပေါ့နော်ဒါအတွက်နည်းအရာဖြစ်ပါတယ်ဒီ963မှာ6အလဲပြီးရင်6ရှေခွန်နင်းနေခွန်3ရှေရှေ3တုံများကိုထိစီမြာကဖြစ်ပါတယ်ခေါ့နော် အဲဆိုရင်93ညခုနကလေ93ညတူနေတာပေါ့နော်အဲဆိုရင်ဘာဝကီ93ညကီ20ဒီနှမျိုးပေါ့နော်ကိုလေးကီကလည်း20နှမျိုးဖြစ်ပါတယ်73 38 73 3ဒလုံးပဲ33ညကိုပေါ့နော်အဲဆိုရင်93ညကိုလေးဆိုပြီးတော့ကျွန်တော်93ည20ကနှမျိုး6လေးကြီးရတဲ့20ကနှမျိုးဖြစ်ပါတယ် ဟာရှင်53ကထိရှိနေရာချပေးတော်မှာပါနော်900လေးပိတ်နေရပါနော်ဟာရှင်900လေးဟာရှင်ငါကို9နဲ့တွဲတော့ငါ9တွဲမယ်ငါ4တွဲမယ်ပါနော်အပြီးရင်3ည9 3လေးဆိုပြီးတော့ကျွန်တော်အတွဲလေးတွဲရမယ်ပါနော်ဒီတွဲလေးတွဲကိုကျွန်တော်သုံးလုံးပေါင်းချင်းပြိနဲ့ညီလိုက်လို့ရတယ်ပါနော်နောက်ထပ်တစ်ခုဒီကိနှလုံးက9 3 3ဟာနေစပြီးတော့ပြပေးထားတာပါနော်3 6 6 3 6 3 6 ရှောင်းရှောင်းက9ရှောင်းနဲ့3လေးလေးနင်းနေတဲ့ရှစ်လေးတော့ရှစ်ရှောင်းတော့နင်းတော့များကိုခွန်ခွန်ကိုခွန်တော့များတော့များ3ခွန်ခွန်ရှစ်ကိုလေး9ရှောင်းတော့ပြီးရင်ခွန်ရှောင်းရှောင်းရှိခွန်ခွန်ခွန်နင်းနေခွန်ပါနော်တော့ရှစ်ရှစ်3 3 3တော့များကိုတင်းလေးလေးတည်ဆိုပြီးတော့22မျိုးတူနေတာဖြစ်ပါတယ်โอเคဒါဆိုရင်တနင်္လာခုစီတူနေတာက939လေးဒီလေးပါတော့ဒါကြောင့်မို့ကျွန်တော်လေးတလုံးများ တူနေတဲ့အတွက်ကြောင့်မို့လေးတလုံးပဲခြောက်ပြီးသွားခင်မလားပေါ့နော်။ဒါဆိုရင်ငါးလေးရတုံသားလေးတွေ့ရပုံပြီးအားသာတော့မှာဖြစ်တယ်ပေါ့နော်။ Okay ဒါ20ရပြန်လည်မြောက်ဝီရှင်းတာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။